မင်္ဂလာပါရှင်။ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်တည်များကိုတင်ဆက်ပေးပါမယ်။ပထမအဆုံးမြန်မာစစ်တပ်ကျင်းပမယ့်ရွေးကောက်ပွဲသို့အာဆီယံကစောင့်ကြည့်လေ့လာရေးဖွဲ့များဆင်လွတ်ဖွဲ့မရှိဟုမလေးရှားနိုင်ငံသားဝင်ကြီးထုတ်ပြောတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတွင်စစ်တပ်ကကမကထပြုလုပ်မည့်ရွေးကောက်ပွဲသို့အာဆီယံကစောင့်ကြည့်လေ့လာရေးဆင်လွတ်ဖွဲ့မရှိကြောင်းမလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟက်ဆန်ကထုတ်ဖော်ပြောဆိုပါရီ။ အော်တိုဘာလ23ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပေါ်မှာတရင်တောက်များနဲ့တွေ့ဆုံစဉ်မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟဆန်ကပြောဆိုခြင်းဖြစ်ကြောင်း Free Malaysia Today FMD ကတရင်ဖော်ပြပါရယ်မြန်မာစစ်တပ်၏တရင်ထုတ်ပြန်ချက်တွင်အာဆီယံကရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများဆင်လုပ်ရသဘောတူသည်ဟုတရင်ထုတ်ပြန်ခဲ့မှုပေါ်တရင်တောက်များကမေးမြန်းစဉ်မလေးရှားနိုင်ငံခြားရေးဝန်ကြီးကအာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြားစစ်တပ်၏ရွေးကောက်ပွဲသို့လေ့လာစောင့်ကြည့်အဖွဲ့များဆင်လုပ်မစေ င်လုတ်ကိုဆင်းရဲရအောင်မည်ဖြစ်ကြောင်းတို့ရတွင်ဆင်းလုတ်ပွဲမရှိကြောင်းထုတ်ဖော်ပြောဆိုပါသည်။အာဆီယံနိုင်ငံသားဤဝင်ကြီးများအစည်းအဝေးမှာဒီကိစ္စကိုဆွေးနွေးဆုံးဖြတ်မှာဖြစ်ပေမဲ့ အာဆီယံကသဘောတူမယ်လို့တော့ကျွန်တော်မမျှော်လင့်ပါဘူးဟုမလေးရှားနိုင်ငံခြားရေးဝန်ကြီးကရှင်းပြပါရယ်စစ်ကောင်စီကအောက်တိုဘာ9ရက်နေ့မလေးရှားနိုင်ငံခြားရေးဝန်ကြီးနေပြည်တော်ခီးစင်တွင်မြန်မာနိုင်ငံ၏ရွှေကောက်ပွဲအတွက်ပြင်ဆင်မှုကိုဝန်တာပြီးပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းရွှေကောက်ပွဲလေလံစောင့်ကြည့်ရေးအဖွဲ့များစိတ်လွတ်မည်ဖြစ်သည်ဟုမလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောဆိုကြောင်းလိမ့်လည်သတင်းထုတ်ပြန်ခဲ့ပါရယ် မလေးရှားလွှတ်တော်အမတ်တချို့နဲ့မလေးရှားနိုင်ငံသား၏ဝင်ကြီးဟောင်းကလည်းစစ်တပ်၏ရွေးကောက်ပွဲကိုမလေးရှားကထောက်ခံသည်ဟုမြန်မာစစ်တပ်ကသတင်းထုတ်ပြန်ခဲ့မှုအတွက်ရှင်းလင်းပေးရန်မလေးရှားအစိုးရကိုကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါသည်။ဇွန်လလတွင်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင်မြန်မာအရေးဖြည့်ရှင်ရန်အတွက်ရွေးကောက်ပွဲမှာဦးစားပေးမဟုတ်ကြောင်းအာဆီယံကတရားဝင်ကြေညာချက်ထုတ်ပြန်အသိပေးခဲ့ပါတယ်။အကြံပေးစစ်တပ်ကအာဆီယံကချမှတ်ထားသောပုံသဘောတူညီချက်၅ရပ်ကိုလိုက်နာခြင်းမရှိသဖြင့်စစ်ကောင်ဆောင်နှင့်ဝန်ကြီးများကိုအာဆီယံထိပ်သီးအစည်းအဝေးများတက်ခွင့်မပြုဘဲအာဆီယံကရေးယူထားကြောင်းသိရပါတယ်။ ဖွဲ့ချင်းတစုချင်းတဒေတာချင်းတော်လန်တိုက်ခိုက်ရမည့်ချိန်မဟုတ်တော့ဘဲအားလုံးစုစည်းညီညွတ်မှုဖြင့်တော်လန်၏နောက်တစ်ဆင့်တည့်ရဲ့တိုင်းဒေသခေါင်းဆောင်များယုံကြည်လက်ခံကြ မကြမီတိုးတက်ပြောင်းလဲစူးစီးညီညွတ်ပေါင်းစပ်မှုများပေါ်လာမည်ဟုဒေါက်တာဇိုဝီဆိုပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တပွဲချင်းတစုချင်းတတိသားချင်းတော်လန်တိုက်ခိုက်ရမည်ချိန်မဟုတ်တော့ပဲအားလုံးစူးစီးညီညွတ်စွာဖြင့်စူပေါင်းတက်ညီလက်ညီတော်လန်ရေးတိုင်းသားတက်ကောင်းဆောင်များယုံကြည်လက်ခံထားကြကြောင်းအမျိုးသားညီညွတ်ရေးဆိုရာအန်ယူဂျီပြည်တော်စုဝင်ကြီးဒေါက်တာဇိုဝီဆိုကပြောဆိုလိုက်ပါတယ်။ န်ယူဂျီပြန်ကြားရေးသတင်းမီဒီယာဖြစ်သော PPTV သတင်းဌာနနှင့်တည်ထံတွဲဆုံမေးမြန်းခန်းတွင်ဒေါက်တာဇော်ဝီစိုးကချက်ပါတိုင်းပြောဆိုလာခြင်းဖြစ်ပါသည်လက်ရှိနေဦးဒေါ်လာရေးသည်2021ခုနှစ်ကာလအချိန်နှင့်မတူညီပဲဒုထက်ပြောင်းလဲမှုများစွာရှိနေကြောင်းဒေါ်လာရေးမှာလွမြောက်ဒေတာများကိုအခြေခံပြီးဒေါ်လာရေးနောက်တစ်ဆင့်တက်ရန်ပြင်ဆင်လျက်ရှိကြောင်းဒေါ်လာရေးကိုပြုပြင်ပြောင်းလဲပြီးအစင်းမြင့်တင်ရာတွင်တိုင်းသားဒေါ်လာရေးတက်ခွေများ၏စုစည်းညီညွတ်မှုကအရေးကြီးကြောင်း၎င်းကဆိုပါသည် အခုချိန်က2025-2026အတူစုချင်းတပ်ဖွဲ့ချင်းတတိတာချင်းစစ်စားရမယ်တတိတာချင်းတက်ရမယ်တွန်းလှန်ရမယ်အချိန်မဟုတ်တော့ပါဘူးအားလုံးပေါင်းစီပြီးတပြိုင်တည်းတက်ညီလက်ညီအလုံးလုံးရတော့မယ်အချိန်တွန်းလှန်ရမယ်အချိန်တိုက်ပွဲဝင်ရတော့မယ်အချိန်ဖြစ်တယ်လို့လည်းကျွန်တော်အဖွဲ့အစည်းတည်တည်နဲ့ခေါင်းဆောင်တွေကိုပြောပြပါရစေ အားလုံးကလည်းယုံကြည်လက်ခံကြပါရယ်အဲ့ဒီတော့မကြမီချိန်တွဲမှာဒုတက်ပြောင်းလဲမှုတွေနဲ့စုစည်းညီညွတ်မှုတွေပေါင်းစပ်မှုတွေပေါ်ပေါက်လာမယ်လို့ကျွန်တော်မြင်ပါတယ်ဟုဒေါက်တာဇော်ဝေဇောကပြောပါရယ် တိုင်းသားများအလုံးပါဝင်သောဖွဲ့စည်းမှုနှင့်စုစည်းတည်ဆောက်မှုမျိုးဆက်သွားနိုင်ရတဲ့ဆွေးနွေးတိုင်ပင်မှုများရှိနေပြီးသဘောတူညီမှုများလည်းရှိနေကြောင်းအလုံးစုစားနေကြကြောင်းတိုင်းသားတော်လှန်ရေးကောင်ဆောင်များအဖွဲ့ချုပ်များနှင့်တွေ့ဆုံပြီးတော်လှန်ရေးအောင်မြင်စွာတိုက်ခိုက်နိုင်ရေးဆွေးနွေးခဲ့ကြောင်းသိရပါရယ်တော်လှန်ရေးရဲ့တချို့က reform လို့ပြောကြတယ်တချို့ကလည်း upgrade လို့ပြောကြတယ်အားကောင်းအောင်လို့ကျွန်တော်တို့တိုင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့စုစည်းညီညွတ်ခြင်းအားပါဝင်ကြခြင်းအားအရေးကြီးတယ်ဆိုတာအားလုံးလည်းယုံကြည်ကြပါရယ်အားလုံးလည်းဒါ ားကိုစ조사နေကြတယ်ဆိုတာအားလုံးသိပြီးဖြစ်ပါတယ်အားလုံးပါဝင်တဲ့တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေပါဝင်တဲ့ဖွဲ့စည်းမှုစုစည်းမှုတည်ဆောက်မှုမျိုးနဲ့ဆက်သွားဖို့လိုတယ်ဆိုတာကျွန်တော်တို့အားလုံးဆွေးနွေးဖြစ်ကြတယ်တိုင်းပင်ဖြစ်ကြတယ်အားလုံးလည်းသဘောတူကြပါတယ်ဒါကြောင့်ကျွန်တော်ပူချုပ်တွေခေါင်းဆောင်တွေကိုပြောခဲ့တယ်လို့ပဲအခုချိန်မြန်မာနိုင်ငံရဲ့နာကဲကျွန်တော်တို့တော်လှန်ရေးနာကဲဟာခေါင်းဆောင်တို့ပူချုပ်တို့ရဲ့ပခုံးပေါ်မှာရှောင်နေပြီးခေါင်းဆောင်တို့ပူချုပ်တို့ပါဝင်မှသာလျှင်ကျွန်တော်တို့တော်လှန်ရေးကိုအမြန်ဆုံးနဲ့အောင်မြင်အောင်ဆောင်ရွက်နိုင်မယ်တိုက်ပွဲဝင်နိုင် ုင်မယ်ဆိုတာကျွန်တော်တို့ပြောပြပါတယ်။ပြောပြတယ်လို့ပဲအဖွဲ့အစည်းတိုင်းခေါင်းဆောင်တိုင်းကယုံကြည်ကြတယ်ဆိုတာကိုကျွန်တော်ဒါ informal meeting တွေမှာ ကျွန်တော် တွေ့ရှိခဲ့ရပါတယ်ဟုဒေါက်တာဇော်ဝေဆိုကဆိုပါတယ်။ NUG ပြည်အောင်စုဝင်ကြီးဒေါက်တာဇော်ဝေဆိုသည်ပြည်ပတွင်ရောက်ရှိနေရမှမြန်မာနိုင်ငံတွင်သို့ဝင်ရောက်ပြီးအစိုးရအဖွဲ့တာဝန်များနှင့်တော်လှန်ရေးတာဝန်များကိုအချိန်ပြည့်တာဝန်ယူဆောင်လျက်ရှိကြောင်း၎င်းကထုတ်ဖော်ပြောဆိုထားကြရသိရပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမှာဆန္ဒပြပွဲဖန်ဖို့လာတဲ့စေုပ်စုမြို့နယ်မှာပြီးရောက်သွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့မှာရေကောက်ပွဲဆန်ချင်ရေးဆန္ဒပြသူတွေကိုဖမ်းဆီးဖို့စေုပ်စုကကြိုးပမ်းပြီးမြို့နယ်မှာပြီးရောက်သွားခဲ့တယ်လို့မြို့ကန်တွေကပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလနောက်ဆုံးပတ်မှာမန္တလေးမြို့မှာရေကောက်ပွဲဆန်ချင်ရေးဆန္ဒပြတဲ့လုံစော်စာရီကျေတာနဲ့ဆန္ဒထုတ်ပေါ်တာတွေကိုမန္တလေးမြို့ချမ်းမြသာစီမြို့နယ်မှာမန္တလေးသပိတ်ကော်မတီကပြုလုပ်ခဲ့တာပါ။ဆန္ဒပြပွဲကိုအဲ့ဒီ နေ့မှာပင်စေုပ်စုကတရင်ရပြီးဖမ်းဆီးဖို့ပြုလုပ်ခဲ့ပေမယ့်ချင်းဤသာဆန်မြို့နယ်လိုတရင်ရပြီးလမ်း60လမ်း30တောင်ကိုစစ်ကားတွေစုလိုက်ပြုံလိုက်ရောက်လာတယ်လို့မြို့ကန်တွေကပြောပါရယ်။ကောင်းလေးတယောက်နဲ့ကောင်းမလေးတယောက်ဆိုင်ကယ်နဲ့ဆိုပြီးလာရှာတာတယောက်မှမမိဘူးလို့မြို့ကန်တို့ကပြောပါရယ်။စေုပ်စုရဲ့ရွေးကောက်ပွဲဆန်ကျင်ဖို့အတွက်မန္တလေးမြို့မှာဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်းမန္တလေးတပိတ်ကော်မတီကဒီကနေ့မှထုတ်ပြန်ခဲ့ပါရယ်။မန္တလေးမြို့မှာရွေးကောက်ပွဲမဲဆန္ဒရှင်ဆိုင်ရင်ထုတ်ပြန်ပြီးလုံခြုံရေးတင်းကျပ်ထားချိန်မှာရ ယခုလိုဆန္ဒပြခံလိုက်ရတာပါယခုရက်ပိုင်းတွင်မှလည်းစေုပ်စုကမြို့ရင်းလုံးကျုံကြီးကင်းဘတ်တာတွေအများပြ ပြုလုပ်နေပြီးပြည်သူတွေကိုညပိုင်းတီလက်ကင်ဖုံစစ်ဆေးတာနဲ့လိုင်စင်စစ်ဆေးဖမ်းဆီးမှုတွေဇက်တိုက်ပြုလုပ်နေကြောင်းသိရှိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စက်တင်ဘာလတွင်ဒီမိုကရေစီရေလှရှားသူများနှင့်ပြည်သူ136ဦးသေဆုံး၍18ဦးဖမ်းဆီးခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကော်မရှင်ကြောင့်ပြီးခဲ့တဲ့စက်တင်ဘာလတွင်ဒီမိုကရေစီလှရှားသူများနှင့်ပြည်သူ136ဦးသေဆုံးပြီးနိုင်ငံရေးရ18ဦးဖမ်းဆီးခံရကြောင်းနိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးတင် AAPP ကအောက်တိုဘာ3ရက်ရနေ့မှထုတ်ပြန်ပါတယ်။ထို့ပြင်စစ်ကော်မရှင်က၎င်းတို့ပြုလုပ်သောမြေရှိောက်ပွဲနှင့်ပတ်သက်၍ပြဋ္ဌာန်းထားသော ောရွေးကောက်ပွဲဥပဒေဖြင့်ဖန်ဆီးထားသူ၁၂ဦးကိုလည်းတရင်ချက်လက်များအားတည်ပြုနိုင်ခဲ့ပြီးရင်းထဲမှာအသက်၁၈နှစ်ယောက်ကလေးများပါဝင်ကြောင်းသိရပါသည်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ဒီလိုဖြစ်ရပ်တွေဟာသူကိုယ်သူစစ်ကောင်မရှင်လို့အမည်တပ်ထားတဲ့မင်းအောင်လှိုင်လိုကောင်းဆောင်တဲ့အကြမ်းဖက်စစ်တပ်ကကျူးလွန်တာပါဒါဟာစစ်ရာဇဝမှုပါဒါဟာလူသားဖြစ်တည်မှုကိုဆန့်ကျင်နေတဲ့ရာဇဝမှုပါဟု ABP တွဲဖက်တွေ့မှုဥပုံကြီးကပြောပါရယ်ထို့သူရာဇဝမှုများကျူးလွန်နေခြင်းမျိုးကိုထောက်ခံ၍အပြစ်မဲ့မြန်မာပြည်သူများတပ်ဖြတ်ရန်လက်နက်နဲ့နိုင်ငံရေးရာထောက်ခံအားပေးနေသည့်နိုင်ငံများရှိသလိုမထောက်ခံဘဲတန်းခတ်အရေးယူနေသောနိုင်ငံများလည်းရှိနေကြကြောင်းသိရပါရယ် ကုလပါဝင်နိုင်ငံတကာအနေနဲ့မြန်မာနိုင်ငံကမတရားအာဏာသိမ်းအကြမ်းဖက်စစ်ကောင်ဆောင်တွေကိုနိုင်ငံတကာရာဇဝမှုတွေကျူးလွန်ခြင်းအတွက်ထိရောက်ပြင်းထန်တဲ့တင်းစကားနဲ့လက်တွေ့လုံဆောင်ချက်တွေချမှတ်နိုင်ဖို့လိုအပ်ပါတယ်ဟုဥပိုလ်ကြီးကဆက်လက်ပြောဆိုပါတယ်။အဆိုပါတည်ဆုံးသူများသည်စစ်ကောမရှိ၏လေချောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတနက်ဖြန်ပစ်ခတ်မှုစသည်တို့ကြောင့်ဖြစ်ပြီးထို့ထဲမှာ ဖက်စီခံရပြီးနောက်အကြောင်းမျိုးမျိုးဖြင့်တိတ်ဆုံခဲ့ရသူစုစုပေါင်း14ဦးပါဝင်နေကြောင်း EPP ရဲ့ထုတ်ပြန်ကြေညာတရားပါတယ်ထို့ချင်းနေသည် EPP ကလက်လန်းမီသည်များကောက်ယူထားသည့်ရေးတွက်ဖြစ်ပြီးအမည်နဲ့တကွာအတီးပြုထားနိုင်သောအချက်လက်များကိုထည့်သွင်းထားခြင်းဖြစ်ကမြေပြင်တွင်ဖြစ်ပွားနေသည့်အချက်လက်များမှာယခုထက်ပိုမိုများပြားနိုင်ပါတယ်အာနာသိမ့်ပြီးနောက်စစ်ကောင်ရှင်သည်စာသင်ကျောင်းများပုံကျဲခြင်းဘာသာရေးအဆောက်အဦများတိုက်ခိုက်ခြင်းကျောင်းသားနှင့်အပြစ်မဲ့ပြည်သူများရည်ရွယ်ချင်းရှိရှိမတရားဖက်စီနှိပ်စက်တပ်ဖြတ်ခြင်းတို့ကို လုံဆောင်ကျွလွန်နေလျက်ရှိပါသည်။ရင်းပြင်လူငယ်များကိုလည်းအတင်းကျပ်စစ်တဲ့သွတ်သွင်း၍တိုက်ပွဲများမှာလူသားတိုင်းများပြည်အုံချကအသေးခံခိုင်းနေပြီး၎င်းတို့၏ပြည်သူစစ်မှုထမ်းဥပဒေပါဝင်အတင်းအကျပ်တပ်သားတွေစုဆောင်းထားသူများအောင်မူရစ်စည်းစွဲစစ်တိုက်ခိုင်းနေကြောင်းသိရှိရပါသည်။